bài giờ đi trả ba vị trả ba vị quê rồi quê tôi giờ à thì thôi giờ vì vậy à à à đúng cả về đúng rồi đúng rồi đúng rồi đi đi đấy à sao thì à vậy mà bia chơi lâu bia đầu tiên này thì nãy giờ anh nhặt thằng kia

đi nhanh đi nhanh đi quay đuôi quay đuôi thật là đẹp bong bong thì nên cái nào mình đi nếu bong nên 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 đi nên lúc đó bạn လဲမြို့နယ်မှာစစ်ကောင်စီချက်ဖိုက်တာတစည်းကိုတော်လန်ရေးတပ်တွေပစ်ချစကိုင်းတိုင်းပလဲမြို့နယ်ကန့်တောင်ရွာတိုက်ပွဲကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ချက်ဖိုက်တာလေယာဉ်ကိုတော်လန်ရေးတပ်တွေကပစ်ချနိုင်ခဲ့တယ်လို့ PAA နဲ့မြေပြင်ကရဲ့ policy ကသိရပါတယ်။ပလဲမြို့တွင်ရှိနေတဲ့ရဲဘော်တအူက꽌ငါနဲ့ပစ်ချနိုင်ခဲ့တာလို့ပြောပါတယ်။၁၂နာရီ၁၀မိနစ်လောက်မှာပစ်ချတဲ့အတန်ကိုကြားလိုက်တဲ့ကြတာကတော့စပါးစီနဲ့လက်ပတ်ကန်ကြားထဲမှာကြားထဲမှာလားစပါးစီရွာထဲမှာလားမသိဘူး။ ိမ်တဲ့အိမ်မီးလောင်လာတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်စပါးစီရွာဟာမင်းတိုင်မင်းရွာရဲ့အရှိမြောက်ဘက်မှာရှိတာလို့သိရပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကယနေ့နေ့လယ်၁၂နာရီ၁၅မိနစ်အချိန်မှာပလဲမြို့နယ်ကန်တောင်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ချက်ဖိုက်တာတစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ကနဦးသတင်းထုတ်ပြန်ထားပါတယ် အသေးစိတ်အချက်လက်တွေကိုဆက်လက်ဖော်ပြပေးမယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီလေးရင်ဟာတရားဥလီတက်ကတက်လာတဲ့ဂျက်ဖိုက်တာဖြစ်ပြီးဒီနေ့မနက်မှာဂျင်းနင်းစည်းဖြူကုန်းအင်မတီရွာတွေကိုလှက်လေပြစ်ခတ်နေတဲ့ဂျက်ဖိုက်တာလို့သိရပါတယ်။ပလဲမျိုးနယ်တိုက်ပွဲမှာရှိနေတဲ့အခြားရဲဘော်တအူးကလည်းဂျက်ဖိုက်တာတစ်စီးပေါင်း900နှလုံးချပြီးစပါးစေးရွာပေါ်ပြက်ကြတာလို့လူထုမျိုးဦးပြောပါတယ်။ သူတစည်းတည်းကိုပက်ပစ်နေတာဗျကျွန်တော်တို့ကကင်းတွေပစ်ချလိုက်လို့လားရာဒီဥဒုကြောင့်လားတော့မသိဘူးသူပြက်ကြချိန်မှာမိုးလည်းနည်းနည်းရွာတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ဇီးဖြူကုန်းစခန်းတိမ့်တိုက်ပွဲကိုဒီမနက်9နာရီမှာခြတာမိတ်26ကလာပစ်ပြီးအင်အားဖြည့်တာကိုပစ်ချတာစပားကြီးရွာဘက်ကိုကြာသွားတယ်လို့ကာကွယ်ရေးဘော်တဦးကပြောပါတယ် ပလဲမျိုးရဲ့အဓိကစခန်းတစ်ခုဖြစ်တဲ့ကန်တောင်စခန်းသိမ်းတိုက်ပွဲကိုဖွက်ဦးဆောင်ပြီးပူပေါင်းတပ်တွေကဇွန်လ2ရက်နေ့စတင်ပြီးတိုက်ခိုက်နေတာပါဇွန်30ရက်နေ့နောက်ပိုင်းမှာတော့ကျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါခရိုင် PDF တပ်ရင်းတွေနဲ့ပူပေါင်းတပ်တွေကအူးဆောင်တိုက်ခိုက်နေပြီးတော့တိုက်တွေအလွန်ပြင်းထန်နေပါတယ်